။ဘာထွက်လဲ။ဘာထွက်လဲ။တိုက်လိုက်တိုင်းဝိညာဉ်တော်နဲ့ဆိုင်တဲ့နှုတ်ကပတ်တော်ရေပဲထွက်ပါစေ။ဒေါသထွက်အောင်လာတိုက်တယ်။နှုတ်ကပတ်တော်ပဲထွက်တယ်။ဘင်းနာနဲ့ပခုံးချင်းလာရှင်နေ။နှုတ်ကပတ်တော်ပဲထွက်တယ်။ Hallelujah ဘာလာပြန်ပြအထဲထဲမှာရှိနေတဲ့အရာကအဲ့ဒီလိုသုံးလုံးချင်းရှိနေမှာဖြစ်တယ် ရာဇာတိဆိုပြန်စင်းစားငါငါအတ္တတာနှုတ်ကပတ်တော်ထဲမှာငါပြန်ပြီးတော့ဖြည့်ဖို့ရန်အတွက်လိုနေပြီဆိုတဲ့အရာကိုစင်ကျင်ပွန်းတယ်ပြန်ဘေးနားမှာရှဲသူကိုပြောလိုက်တင့်ကိုပြောနာချက်ချင်းပြန်တော့အာမင်အဲ့တော့ထွက်ကြည့်လိုက်တဲ့အခါမှာသူသူပြောထားတဲ့အရာကိုသဘောကျတယ်ငါတို့မှာရွှေမရှိငွေမရှိ နာဇရက်မြို့သားတော်ရှိတယ်ထားရည်လှမ်းသွားပါလို့ပြောတဲ့အခါမှာချက်ချင်းပဲချက်ချင်းပဲမတည့်ရတဲ့တယ်ဘယ်နားမှာဖြစ်သွားတာလဲ လှပတဲ့တက္ကနာမှာဘာဖြစ်သွားတာလဲအသက်ရှင်ခြင်းအကြောင်းဖြစ်သွားတယ်အဲ့ဒီအသက်ရှင်ခြင်းအကြောင်းကိုနိုးထခြင်းလို့ခေါ်တယ်အာမင်အဲ့ဒီနိုးထခြင်းမြင့်ရအသင်းတော်ထဲမှာစီးစင်းပွင့်အတွက်လိုအပ်နေပြီတဲ့ရဲ့အသက်တာထဲမှာစီးစင်းပွင့်အတွက်လိုအပ်နေပြီဟိုလူလက်ညှိုးထိုးပြီးတော့ဟမ်နေလုတ်လိုက်လေဝိညာဉ်ပိုင်းဆိုင်ရာမရတော့ငါကိုယ်တိုင်လုပ်ရမယ်အသင်းတော်ကဆူတောင်းနေတဲ့အဖေကငါကိုယ်တိုင်ဖြစ်တယ်မြန်မာနိုင်ငံရဲ့အဖေဟာငါဖြစ်တယ် ဒါလို့စဉ်းစားမှာမြစ်ကြီးနားရဲ့အဖေဟာငါဖြစ်တယ်ငါမိသားစုဖြစ်တယ်ရန်ကုန်တိုင်းရဲ့အဖေဟာငါဖြစ်တယ်ငါမိသားစုဖြစ်တယ်မန္တလေးတိုင်းရဲ့အဖေဟာငါဖြစ်တယ်အဲ့ဒီသင်ထိုင်နေလို့တော့မရအောင်အာမင်စတင်ပြီးတော့ရှောက်လဲမယ်ဆိုဒီနေ့ဖရာခင်သင်ရဲ့အသက်တာကိုအသုံးပြုမှာဖြစ်တယ်အခုနရေထွက်လာတယ်ဆိုလို့နောက်တဲ့ဥပမာတစ်ခုတွားပြီးတော့စဉ်းစားမိပြန်တယ်ကျမတို့အကျွေးစီတွေသိလားအကျွေးစီကြားဘူးလား ဟဲ့မြင်ဘူးလားမမေးတော့ဘာဆိုဒီခေတ်မှာမရှိသလောက်ဖြစ်နေပြီကျွန်မစင်ကာပူသွားတဲ့အခါမှာသူတို့ကဟိုဆယ်ပြားစီတွေကအစနော်သူတို့ကအကုန်သုံးတာတပြားကအစသူတို့မှရှိသေးတယ်လေအဲ့တော့သွားတဲ့အခါမှာကျွန်မကလေးတွေနဲ့သွားတော့ကလေးတွေကတခုခုဆိုလို့ရှိရင်မှုတ်စားကျင်နေဆိုရင်ထပ်ပြန်ပြီး၅ချက်မြန်မာ၅ချက်ပြောတာမဟုတ်ဘူးနော်သူတို့၅ချက်ဈေးကြီးတယ်၅ချက်ပြီးရင်သူတို့ကပြန်အန်းလိုက်ပြီဆိုရင်အကျွေစီလေးတွေပါလာတယ်၄ချက် ပြား60ဆိုတော့ဆယ်ပြားကပြန်ပါလာတယ်အဲ့တော့ လိုင်းနဲ့ဟိုတယောက်ကရေတောက်ခြင်းနဲ့ဟိုတယောက်ကမုတ်စားခြင်းနဲ့ဟိုတယောက်ကဟိုဟာလိုခြင်းနဲ့ဆိုတော့နည်း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 ဆူတော့အကျွေးစီတွေကဘာဖြစ်လာလဲဆိုတော့များလာတယ်အကျွေးစီတော့တအားလေးတာနော်တံပိုးကတော့မကြီးဘူးဒါပေမဲ့လေးတယ်နောက်တစ်ခုကဘာလဲဆိုတော့ကျမရဲ့အိတ်ထဲမှာထည့်ထားတဲ့ခါမှာအတန်ကြတယ်ဂျင်းဂလောက်ဂလောက်ဂလောက်ဂျီဂျီအတန်အဆုံးကြတယ်တံပိုးနေတဲ့သူကအတန်ရမ်းထွက်တယ် complain သိမ့်များတယ်တံပိုးကြီးလိုက်အသံမထွက်တော့ဟုတ်လားတပေါင်းတန်အသံထွက်လားလာမပြောနဲ့ရှိမပြောနဲ့တပေါင်းတန်တပေါင်းတန်ကတ်လိုက်အသံထွက်လားအကျွေးကြီးရတော့ကတ်လေအသံထွက်လေတော့ဝိညာဉ်ပိုင်းဆိုင်ရာမှာကြီးရင်တဲ့သူဖြစ်ပေါ်နေရေးကြီးတယ်ဝိညာဉ်ပိုင်းဆိုင်မှာအမြဲတမ်းခလေးဆန်နေလို့မရအခုပေတရုနဲ့ယောဟန်ကဝိညာဉ်ပိုင်းဆိုင်မှာတော်တော်ကြီးရင်တာ ငွေကြီးစကားမပြောဘူးသူကပြိုင်ဆိုင်တဲ့အရာမပြောဘူးသူကသူမဘလောက်တီးတက်နိုင်နေဆိုတဲ့အရာလည်းသူမပြောဘူးတလောကမှာဒါသုံးဆိုတော့အခန်းငယ်နှစ်မှာအခန်းကြီးနှစ်မှာဘာဖြစ်ခဲ့လဲဆိုလူ၃00ငါအပြင်ပြောင်းလဲခဲ့တယ်ဆိုတဲ့စကားလည်းသူမပြောဘူး तू ပြောတဲ့အရာကယေရှုကြောင့်ပဲပြောတာဒါနဲ့ခုနချက်ချင်းဆိုသလိုပဲအဲ့ဒီတကားဝနားမှာရှိနေသူကလမ်းလျှောက်ပြီးတော့မှဘာဖြစ်လဲဆိုလူတွေအားလုံးကမြင်ကြတယ်ဟာထလမ်းလျှောက်နေပြီပြီးလည်းပြောသူက ော်တဲ့ကိုဝင်ပြီးတော့ကခုံပြီးတော့ချီးမွမ်းတာဘုရားကကခုံပြီးချီးမွမ်းတဲ့ကိုလူတွေကမြင်တဲ့အခါမှာဘလို့ဖြစ်တာတော့ပေတရုနဲ့ယောဟန်ကတော်တော်တော်ကိုအစွမ်းတတိရှိတာပဲလို့ထင်ကြပြီးတော့မှအခုနပေတရုနဲ့ယောဟန်ရှိနေတဲ့เนาะအခုနမတန်မစွမ်းကနေပြီးတော့ကြမ်းမာခြင်းရတဲ့ပုပ်ကိုရှိတဲ့ရက်ကိုလူတွေကကျန်းစာထဲမှာပြန်ဖက်ပြေးပြီးတော့လာတာ The city ကိုပြေးပြေးပြီးလာတဲ့အကြောင်းရင်းကယေရှုကြောင့်